ဖြစ်သူတတန်း73နှစ်အကြာမှာလက်ထပ်ခဲ့ကြတဲ့ညီမဖြစ်သူတနာဘူးရဲ့မင်္ဂလာပွဲမှာအမကြီးတယောက်အနေနဲ့ဝန်နေဝန်သားမျက်ရည်ကြားခဲ့တဲ့တရုတ်ဆောင်ချောရတနာမင်္ဂလာပါပြိသက်ကြီးရေဒီကနေ့မေလ18ရက်နေ့မှာတော့တရုတ်ဆောင်တနာဘူးကဖြစ်သူတတန်း73နှစ်ကြာခဲ့ပြီဖြစ်တဲ့တရုတ်ဆောင်ကောင်းပြင်းနဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲအခမ်းအနားနဲ့အတူမင်္ဂလာဦးဆုံးကျေးပွဲလေးကိုခင်မင်းရတဲ့အမှုပညာရှင်တွေနဲ့အတူကျင်းပခဲ့တာပဲဖြစ်ပါတယ် ရုပ်ဆောင်ကောင်းပြီးနဲ့တနာဘိုးတို့ရဲ့မင်္ဂလာဥဆုံးကျွေးအခမ်းပွဲကိုတော့အောင်စပူတော်ရဓမ္မရိပ်သာဂျပန်ဘုရားမော်ဘီမျိုးမှာကျင်းပခဲ့တာပဲဖြစ်ပါတယ်။အဆိုပါပွဲလေးကိုတက်ရောက်လာခဲ့ကြတဲ့အမှုပညာညီကောင်မောင်နှမတွေနဲ့ချစ်ခင်ရတဲ့သူတွေကတော့ချစ်သူတက်တန်း73နှစ်အကြာမှာအချစ်စစ်အချစ်မှန်နဲ့တွေ့ရှိပြီးတော့အမှန်တကယ်လက်ထပ်သွားပြီးဖြစ်တဲ့တရုပ်ဆောင်တနာဘိုးအတွက်ဝမ်းသာနေကြပေမယ့်အမကြီးဖြစ်တဲ့တရုပ်ဆောင်ချောရတနာကတော့ညီမဖြစ်သူမင်္ဂလာဆောင်သွားတဲ့နေ့မှာဝမ်းနေဝမ်းသာဖြစ်မိပြီးတော့ ပီတိမျက်ရည်ကြားခဲ့တာပဲဖြစ်ပါတယ်။တရုတ်ဆောင်တန်နာဘိုကတော့နှစ်ပေါင်းများစွာအမားဖြစ်သူတွေရဲ့အုပ်ချုပ်မှုအောက်ကနေရှင်သန်ကြီးပြင်းလာခဲ့ရတာဖြစ်ပြီးမိခင်ဆုံးပါသွားတဲ့နောက်မှာလည်းအမားကြီးအမိယာပြီးပြီးစောင့်ရှောက်ပြီးခဲ့ကြတာဖြစ်ပါတယ်။အခုလိုအိမ်အောင်ပြုရမယ့်အရွယ်ကိုရောက်လာတဲ့အချိန်မှာတော့အမားဖြစ်သူရဲ့မင်္ဂလာပွဲကိုကြည်ပြီးတရုတ်ဆောင်ချောရတနာကအမားတယောက်အနေနဲ့ပီတိမျက်ရည်တွေဖြင်းမစင်နိုင်အောင်ကြလာခဲ့တာပဲဖြစ်ပါတယ်။တရုတ်ဆောင်ကောင်းပြေးကတော့ချစ်သူလေးအပေါ်မှာ 73နှစ်လုံးလုံးအနွန်နာခန်းကအခုလိုမင်္ဂလာပွဲကျင်းပနိုင်မှုအတွက်ကြိုးစားခဲ့ကြရတာဖြစ်ပြီးဒီနေ့မှာတော့ရည်မှန်းထားတဲ့ပန်းနိုင်ကိုရောက်ရှိခဲ့ပြီဖြစ်တာကြောင့်တန်နာဖို့အတွက်အမတွေကစိတ်ချရတဲ့သူဖြစ်အောင်ကြိုးစားမယ်လို့ပြောလာခဲ့တာလည်းဖြစ်ပါတယ်။ညီမဖြစ်သူရဲ့မင်္ဂလာပွဲကိုကြည့်ပြီးစင်အောင်ကနေအမကြီးတယောက်အနေနဲ့ပီတိမြတ်ရည်တွေကြနေတဲ့ချောရတနာကိုကြည့်ရင်အခုလိုမျိုးမောင်နှင်ညီမတွေအပေါ်မှာသားသမီးတွေလိုတောင်မှချင်းရတဲ့အကြီးတွေရဲ့ခံစားချက်တွေကို အားလုံးကကိုကျင်းစာပေးနိုင်ကြလိမ့်မယ်လို့ထင်ပါတယ်ရှင်။